သစ္စာပါရမီအိမန္တံတတမန္တာဝဒံလံကတ္တဝသမာတိယတတ္ထအဋ္ဌိသဝဆနောတံဘောရိန်ပါပုနေတတိခொနခုံးမြောက်လေ့ကျင့်ရမယ်မွန်မြတ်တဲ့အလုတ်ကတော့သစ္စာပဲမှန်တာပြောရမယ်အဋ္ဌိသဝဆနာဆိုတာစကားနှခုံးမပြောရဘူးတစ်ခုံးပဲပြောရအောင်မှန်ကန်တာတစ်မျိုးတည်းပဲပြောမယ်အဲ့ဒီမှန်ကန်မှုပေါ်ယက်တီတာဟာလည်းပဲ အမတန်မော်မြတ်တဲ့အရာတစ်ခုဖြစ်တယ်လို့ဒါကြောင့်မို့ယုံကြည်ရဒါမှမဟုတ်ဖះဆိုလို့ရှိရင်လူတိုင်းကယုံကြည်ကြရတဲ့ဟာမျိုးလေတစ္ဆာမရှိတဲ့ပုဂ္ဂိုလ်ဆိုဘယ်ယုံကြည်ကြမလဲပေါ့လောကမှာတစ္ဆာရှိတဲ့ပုဂ္ဂိုလ်ဟာတိမတ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့အလုံးကယုံကြည်ကြရသော်ဘုရားကလည်းလိုပဲတိမတ်အောင်လေ့ကျင့်ခဲ့တာတဲ့ဘာနဲ့ဥပမာပေးပြီးတော့တိမတ်ဖို့စ조사ခဲ့တယ်လို့ဆိုလို့ရှိရင် လောကမှာပေါက်ပြီးတော့နေတဲ့ဆေးပင်တွေဆေးပင်ဝါးပင်ຫນွယ်မြတ်သစ်ပင်တွေပေါ့ຫນွယ်မြတ်သစ်ပင်တွေကအဗဏမသစ္စာရှိတယ်မိုးရွာလို့ရှိရင်ရာသီဥတုလိုက်ဖူးချိန်တန်ဖူးတယ်ပွင့်ချိန်တန်ပွင့်တယ်တီးချိန်တန်တီးတယ်နော်အဲ့ဒီအချိန်တွေကိုတို့ဘယ်တော့မှမဖောက်ဖျက်ဘူးရာသီဥတုမှန်နေရာသီဥတုအတိုင်းပဲဖြစ်ကြတယ်ဟောအဲ့ဒါလိုပဲတဲ့ဒီကိုလမ်းကြောင်းကနေဘယ်တော့မှ ြောင်းလဲသွားတာမဟုတ်ဖက်နဲ့ယာတိဥရုလိုက်တစ်ပိုင်နေရပွင်ပွင်ကြတယ်အသီးသီးကြတယ်အရွက်ချွေကြတယ်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ပြောဆိုမှုတွေဟာတိမှတ်ရမယ်လို့ဟောဒီလိုလေးချက်မှာလို့သူမိတာရဲ့တဲ့ကသူကိုသူသစ္စာပါရမီကိုဖြစ်ခြင်းဖို့ဆိုတာကိုဒိဋ္ဌံခဲ့